မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးအမျိုးသားညညရေးအစိုးရရဲ့အတံလွင့်ဌာနရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြင့်ပေးနေပါပြီရေဒီယို NUG သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးဆရာနာရှင်ဘီတို့ကနေကင်းဝေးပြီးကိုစိတ်နှပြချမ်းမှချမ်းသာလို့ ဘေးကင်းလုံခြုံကြပါစီလို့ရေဒီယို NUG ဝိုင်းတို့သားတွေကစုတောင်းမေတ္တာပို့သနိုင်ရပါတယ်။မင်္ဂလာမနက်ခင်ဗျာခင်ဗျာ။အခုချိန်ကစတင်ပြီးတော့2025ခုနှစ်အောက်တိုဘာလ2ရက်ရေဒီယို NUG ရဲ့မနက်ခင်းသတင်းတွေကိုတင်ပြပြီးသွားတော့မှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့စီးသတင်းကောင်းထုတ်ချက်တွေကိုကျွန်တော်ຫນွေဦးနိုင်ကအကြံတင်ပြပေးပါမယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်အောက်တိုဘာလ2ရက်မနက်ပိုင်း Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မိုးကုတ်မှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်တန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်မန္တလေးတိုင်း PSLF TNLE တပ်မဟာလီထိန်းချုပ်နေပြီးမိုးကုတ်မြို့အနောက်ပိုင်းရေထွက်ကြီးကြီးရွာမှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်တန်ရရခဲ့တယ်လို့ BSLF TNL ကထုတ်ပြန်ထားပါရီအော်တိုဘာလ1ရက်မနက်09:46မိနစ်ခန့်မှာစစ်ကော်မရှင်တပ်ကပြည်သူများနေထိုင်ရာရေထွက်ကြီးကြီးရွာကိုပေါင်250ဘုံနှလုံးရည်ရွယ်ချက်ရှိရှိကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရီဘုံကျဲတိုက်ခိုက်မှုအတွင်းအမျိုးသားတအုပ်ထိမှန်တန်ရရရှိခဲ့ပြီးတော့နေအိမ်တလုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါရီ ပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းစစ်ကော်မရှင်တပ်က PSLF TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းတိုက်ခိုက်မှု၄ချိန်ကျူးလွန်ခဲ့ရာအရက်သားပြည်သူ၂ဦးသေဆုံးခဲ့ပြီးတော့၆ဦးဒဏ်ရာရခဲ့ကစာတင်ကြောင်းဖုန်းကြီးကြောင်းနဲ့နေအိမ်အလုံး၄၀ထပ်မင်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မြောက်ရီအနီစစ်ကြောင်းမပေါက်တဲ့အတွက်ကြောင့်စစ်တက အသေးကန်ဒရုန်းဖြင့်နေစဉ်ဘုံကျဲကြုံတိုးတိုက်ပွဲမှာစစ်သားများထိခိုက်သေးဆုံးမှုမြင့်တက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စတေမာလာ26ရက်နေ့ကစတင်ကအော်တိုဘာလာ1ရက်နေ့အထိအကြမ်းဖက်စစ်တပ်ဟာကရင်ပြည်နယ်မြောက်ဝီမြို့ပြင်မှာရှိတဲ့မင်းလက်ပန်ဖလူးနဲ့မဲတော်တလီဒေသများကိုအသေးကန်ဒရုန်းများဖြင့်ဇက်တိုက်တိုက်ခိုက်နေပြီးတော့စာသင်ကျောင်းများနဲ့ဘုံကြီးကျောင်းများမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲဘော်များ ရှိနေတယ်လို့စွပ်စွဲကဘုံကျင်းမှုများပြုလုပ်နေကြောင်းစီးတရင်ရင်းမြင့်များမှသိရပါတယ်။ဒါအပြင်ကြုံတို့မျိုးနယ်မှာရှိတဲ့ချောင်းပြားရွာအင်းကြီးရွာနဲ့ကြုံပိုင်းရွာတို့မှာစတင်ပါလာတလအတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တရားဝန်ကျင်ကတေဆုံးခဲ့ပြီးတော့တေဆုံးသူများရဲ့ရုပ်အလောင်းများကိုအင်းကြီးရွာတင်ကျိုင်းမှာဖြစ်တယ်လို့မြေမြုပ်ထားရတယ်လို့သိရပါတယ်။ဂျိုင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဂျိုင်းရွာကြီးတင်ကျိုင်းမှာလည်းစစ်တပ်ကထွက်ပြေးသွားတဲ့ တူပရာဇာများကိုဖမ်းဆီးပြီးတော့ရုပ်အလောင်းများကိုမြင်းမြုပ်ခိုင်းနေပြီမဲ့လေအလောင်းများများမှုကြောင့်လမ်းဘေးများမှာပုတ်ပွားလျက်ရှိတယ်လို့သိရပါတယ်။တိုက်ပွဲများအတွင်ဒဏ်ရာရရှိထားတဲ့စစ်သားများကိုစက်တင်ဘာလ30ရက်နေ့မှာဂျုံတူချောင်းပြားဂျိုင်းရွာကြီးနဲ့ကြားကလေးရွာများမှာနာရီကားများဖြင့်ဖက်အံမျိုးမှရှိတဲ့တောင်ကလေးစေးရုံကိုပို့ဆောင်ထားရာစေးရုံမှာစစ်သားများပြည့်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင် ဂျုံတူးမျိုးပေါ်ရက်ွက်များမှာပြန်လည်နေထိုင်သူများအနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထောက်ခံသူများနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့စစ်နွယ်နေသူများကိုစစ်ကောင်စီရဲ့လက်အောက်ခံစစ်စည်းရေးအဖွဲ့ဆရာဖာရဲနေကြားဆောင်တက် BGF နဲ့ပြူစောတီအဖွဲ့များကစစ်ဆေးစောင့်ကြည့်မှုများလှုပ်ဆောင်နေပြီးတော့ဖမ်းဆီးထောင်ချရန်အပြစ်ရှာလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့လောင်းလုံမျိုးပေါ်မှာ ထွေအုပ်ယုံနဲ့လာဝကယုံမှာတက်ဆွေးထားတဲ့စစ်ကော်မရှင်တပ်ကဝင်ရောက်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့ပေါ်မှာရှိတဲ့ထွေအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ရေးယုံတို့မှာတက်ဆွေးထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ကမ်ဘောက် Defense Force ကထုတ်ပြန်ထားပါရီ။စတင်မလာ30ရက်နေ့6နာရီခွဲအချိန်မှာစစ်ကော်မရှင်တပ်နဲ့ပြူစောတီအင်အား80ခန့်တက်ဆွေးထားတဲ့ထွေအုပ်ယုံနဲ့လာဝကယုံတို့ကို တော်လန်ဟီပူပေါင်းတပ်ဖွဲ့ကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နှစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်ဖက်က ထိခိုက်သေးဆုံးမှုများရှိခဲ့ကအရေးအတွက်အသေးစိတ်ကိုအတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်း၃ KBDF ဒေါနာတပ်ခွဲ9 LPF Federate Duwon J တပ်ဖွဲ့ FPF ဒဝေခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နဲ့ရာမညမွန်တက်တော် RMA တို့ကပူးပေါင်းပါဝင်ခဲ့ပြီးတော့ ဘူးပေါင်းတပ်ဖွဲ့မှရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့စစ်မှုထမ်းကြီးကောက်ပြီးထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာ2ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်ပဲခူးတိုင်းတာယာဝတီခရိုင်လက်ဗရန်မြို့နယ်မော်အင်းအုပ်စုကမ်းပြိုကြီးရွာမှာစစ်မှုထမ်းကြီးကောက်ပြီးထွက်လာတဲ့စစ်ကော်မရှင်တပ်နဲ့ရဲပူးပေါင်းအဖွဲ့ကိုတိုက်ခိုက်ခဲ့ရာမှာ2ဦးသေဆုံးခဲ့တယ်လို့တာယာဝတီခရိုင်တပ်ရင်း383ညနှင့်တပ်ခွေးနှင့်ကထုတ်ပြန်ထားပါတယ် အော်တိုဘန်လ၁ရက်မနေ့၉နိုင်ခွဲကမ်းမှာအင်အား20ကျော်ပါတဲ့အစိုးရစစ်ကော်မရှင်တပ်နဲ့ရဲပူးပေါင်းအဖွဲ့ကိုတဲကောဆယ်လမ်းစုံမှာစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရီတိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်မိနစ်40ခန့်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးတော့စစ်ကော်မရှင်တပ်ဖွဲ့အထိနာကဖျို့ဖျဲထွက်ပြေးသွားခဲ့ကြတယ်လို့သိရပါရီစစ်ကော်မရှင်တပ်ရဲသား အလောင်းနှလောင်း G3 တက်လက်ကာပိုင်တက်လက်ကြီးပေါင်း၄ခုကာပိုင် G42 တောင်းလက်ပြပုံနှလုံးဓာတ်တချောင်းဘက်တစိတ်၂ခုဖုံးတလုံးမှတ်ပုံတင်တစ်ခုနဲ့ငွေသား9,200ကျပ်ကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။အထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများရန်တမ်းပစ်ခတ်နေပြီးတော့တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူများအနေနဲ့သတိထားသွားလာနေတိုင်းကြားဖို့အသိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့ရန်ကုန်တိုင်းစစ်ဌာနမှရန်ကုန်ပကဖားသို့လက်နက်ခဲယမ်းနဲ့ကြီးကားအုပ်ထုပ်များပြီးအပ်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့1ကတပ်သားတွေများခေါ်ယူနေတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပူပေါင်းစစ်စင်ရေးများမှအုံပြုနိုင်ရန်လက်နက်ခဲယမ်းများနဲ့ကြီးကားအုပ်ထုပ်များကိုရန်ကုန်တိုင်းစစ်ဌာနမှရန်ကုန်တိုင်းပကဖားကိုပေးအပ်ခဲ့တယ်လို့ရန်ကုန်ပကဖားကထုတ်ပြန်ထားပါတယ်။စစ်စင်ရေးများမှအုံပြုနိုင်ရန်လက်နက်စေလက် ကြီအတောင်တထောင်နဲ့ကြီကအုပ်ထုပ်ကိုလုံးတို့ကိုရန်ကုန်တိုင်းစစ်ထောင်သားမှရန်ကုန်တိုင်းပကဖကိုပေးအပ်ခဲ့တာဖြစ်ပြီးတော့ပကဖတာဝန်ရှိသူများမှရှေ့တန်းစစ်မြေပြင်ကိုတွားရောက်ပင်ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့6တပ်ခွဲ3မှတာဝန်ရှိသူထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့1ကယုံကြည်ချက်ခိုင်မာတဲ့လူငယ်လူရွယ်များကိုတပ်သားတင်များအဖြစ်လက်ခံခေါ်ယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။စီးရင်ပင်မမှုတန်နဲ့ကျင့်ဝတ်များကိုလေးစားလိုက်နာပြီးတော့ တပ်ဖွဲ့ကထုတ်ပြန်ထားတဲ့တပ်သားတွေခေါ်ယူရေးစည်းကမ်းချက်များကိုဖတ်ရှုပြီးနားလည်လက်ခံပါကဂတိခံဝန်နဲ့တကွ Telegram account @prtymygnpdf ကိုလာရောက်ဆက်သွယ်နိုင်တယ်လို့အသိပေးထားပါရခင်ဗျာဆက်လက်ပြီးတော့တိုက်ပွဲအတွင်းတင်းစီရမိထားတဲ့ MA1 ငါးလက်ကိုတိုက်နယ်ပကဖများထံဂုံပြူပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်ပကဖမှာတိုက်ပွဲအတွင်းတင်းစီရမိထားတဲ့လက်နက်များထဲမှာ ် MA1 တနက်၅လက်ကိုတိုက်နယ်ပါကဖအဖွဲ့များအားအတိအမှတ်ပြုဂုံပြုပေးအပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါရီအော်တိုဘာလတရက်နေ့မှာပြုလုပ်ခဲ့တဲ့လက်နက်ချင်းမြင့်ပေးအပ်ပွဲကိုမြို့နယ်ပါအဖခေါင်းဆောင်နဲ့အဖွဲ့များမြို့နယ်ပါကဖခေါင်းဆောင်ဒုတိယခေါင်းဆောင်နဲ့ပါကဖ EC အဖွဲ့များတက်စိတ်မှုများတိုက်နယ်တတိုက်နယ်နှစ်တိုက်နယ်3 4 5ခေါင်းဆောင်ဒုတိယကောင်းဆောင်တဲ့အဖွဲ့များမြို့ပြပျောက်ကြား UG အဖွဲ့များအသီးသီးတက်ရောက်ခဲ့ကြတယ်လို့ဆိုပါရယ် လက်နက်ပေးအပ်ပွဲမှာမြို့နယ်ပကဖတာဝန်ခံမြို့နယ်ပကဖဒုတိယတာဝန်ခံအင်အားစုဖွဲ့လေးကျင်းရေးတာဝန်ခံစစ်လက်နက်တာဝန်ခံကုကေတာဝန်ခံဆက်သွယ်ရေးတာဝန်ခံတို့ကအသီးသီးဂုံပြုချင်းမြင့်ပေးအပ်ခဲ့ပြီးတော့တိုက်နယ်ပကဖခေါင်းဆောင်ဒုတိယခေါင်းဆောင်နဲ့အဖွဲ့တို့ကအသီးသီးလက်ခံရယူခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ခလာယ280တက်ရင်မှတက်သား2ဦး KNL တက်မဟာလီတက်ရင်17ထံသို့ ထပ်မံအလင်းဝင်တဲ့သတင်းကိုတင်ပြပေးပါမယ်။ KNU ကရင်အမျိုးသားအစည်းအရုံးမြိတ်တဝဲခရိုင်တနင်္သာရီမြို့နယ်အတွင်းအော်တိုဘာလ၁ရက်နေ့မှာအာနာသိန်းအကြမ်းဖက်တပ်ခလာရ280တပ်ရင်းမှတပ်ဖွဲ့ဝင်တပ်သား2ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီတရင်၁၁ထံကိုထပ်မံအလင်းဝင်ပတ်ပြောင်းခိုးလုံခဲ့ကြောင်း KNU ဗဟိုမှသတင်းထုတ်ပြန်ထားပါသည်။ အဆိုပါအလင်းဝင်ဘက်ပြောင်းခုလုံးနဲ့တက်သားနှစ်ဦးမှအာနာသိန်းအကျန်းဖက်တက်မှအတင်းအဓမ္မဖန်းစည်းခေါ်ဆောင်လာပြီးတော့ပြည်သူစစ်မှုထမ်းတင်နန်းတက်ခိုင်းခဲ့ကတိန်ခွန်းမှရှိတဲ့ရှေ့တန်းဘက်နေမည်သူပို့ဆောင်ခံခဲ့ရခြင်းလက်နက်မဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ဖော်ပြထားပါတယ်အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစီခံရတဲ့အာနာသိန်းအကျန်းဘတ်စစ်တပ်အတွင်းမှတပ်သားများအနေဖြင့်ဤစရာတော်လန်ရေးတပ်များထံကိုရရနည်းဖြင့်လက်နက်ချအလင်းဝင်ပူးပေါင်းကြပါရန် KNU ၊ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တိုက်တွန်းထားပါရခင်ဗျာဆက်လက်ပြီးတော့စတင်ဘာလတတိယပတ်အတွင်းစစ်သားရဲနဲ့ပြည်သူစစ်34ဦးအလင်းဝင်10ဦးဖမ်းဆီးခံရတဲ့တရင်ကိုတင်ပြပေးပါမယ်2025ခုနှစ်စတင်ဘာလတတိယပတ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြည်သူစစ်အဖွဲ့ဝင်များအနက်စုစုပေါင်း42ဦးဟာအလင်းဝင်ပူးပေါင်းခြင်းသို့မဟုတ်စစ်တုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရကြောင်းပြည်သူ့ပန်းတိုင်ကတရင်ထုတ်ပြန်ထားပါသည် အလင်းဝင်ပူပေါင်းသူ34ဦးမှစစ်သား33ဦးနဲ့ပြည်သူစစ်တပ်ဦးပါဝင်ပြီးတော့စစ်သားများမှာပဲခူးတိုင်းမှာ3ဦး၊တနင်္သာရီတိုင်းမှာ6ဦး၊မကွေးတိုင်းမှာ9ဦး၊စကိုင်းတိုင်းမှာ15ဦး၊စကိုင်းတိုင်းမှာပြည်သူစစ်အဖွဲ့ဝင်7ဦးဖြစ်ကာအလင်းဝင်သူ33ဦးအနက်19ဦးမှာစစ်မှုထမ်းဥပဒေဖြင့်စုဆောင်ခံရတဲ့တပ်သားတင်များဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူ10ဦးမှာ စစ်သား၃ဦးရဲလေးဦးနဲ့ပြည်သူစစ်တပ်ဦးပါဝင်ပြီးတော့အားလုံးမှာသကိုင်းတိုင်းမှာဖြစ်ကဖမ်းဆီးခံရတဲ့စစ်သား၃ဦးအနက်၂ဦးမှာစစ်မှုထမ်းတပ်သားတစ်များဖြစ်တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလတတိယပတ်အထိအလင်းဝင်ပူပေါင်းသူနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း2089ဦးအထိရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှဲနဲ့ဗဒေဖိုးတို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ စီရီတရင်တွေကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်တရင်တွေကိုမင်းယူကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာ Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာတင်ပြပေးမယ့် ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှမြို့နယ်ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက်ဘုံပြူချင်းမြင့်ငွေ3900ကျော်ပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်၌မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏အစည်းအဝေးအမှတ်စဉ်၈မြင်းဆောင်2025ဆုံးဖြတ်ချက်အရာ ခင်ဦးမြို့နယ်ပညာရေးဌာန CDM ပြည်သူ့ဝန်ထမ်းများအတွက်အတိမတ်ပြုဂုဏ်ပြုချီးမြှင့်ငွေ918သိန်း5000ကျပ်ကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှမြို့နယ်ပညာရေးဌာနတာဝန်ရှိသူများထံလက်ရောက်ပေးအပ်ခဲ့ကြောင်းခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။ထို့အပြင်မြို့နယ်အစည်းအဝေးကိုမြင့်ဆောင်2025ဤဆုံးဖြတ်ချက်အရအခြားကြံရှိနေသေးသည့်ဌာနဆိုင်ရာအသီးသီးဤ CDM ပြည်သူ့ဝန်ထမ်းများအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဂုံပြူချင်းမြင့်ငွေပေးအပ်သွားမည်အစီအစဉ်ကိုအကောင့်ထဲပို့ဆောင်ရန်မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးဤရေးရာတာဝန်ခံများထံ CDM ပြည်သူ့ဝန်ထမ်းစီရင်များတောင်းခံထားလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ကင်းနီဒေတာအတွက်ဈေးဝါးနှင့်ကျန်းမာရေးထောက်ပံ့မှု Project Healthy Campaign စတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကင်းနီဒေတာရှိရှေတန်းနှင့်နောက်တန်းဆေးရုံများအတွက် ဆေးဝါးနှင့်ကျန်းမာရေးလိုအပ်ချက်များဖြည့်ဆည်းပေးရန် Project Healthy Campaign ကို2025ခုနှစ်အောက်တိုဘာလ1ရက်မှ31ရက်အထိစတင်လိုက်ပြီဖြစ်ကြောင်းအသိပေးကြေညာထားပါတယ်။ Project Healthy သည်ကရင်ပြည်ဒေသရှိဒေသခံပြည်သူများဆစ်ဆောင်ပြည်သူများနှင့်တော်လှန်ရေးရဲဘော်များအတွက်အရေးပေါ်ကူတာမှုခွဲစိတ်မှုနှင့်ကျန်းမာရေးဆောင်ရှောက်မှုများကိုအချိန်နှင့်တပြေးညီပေးအပ်နိုင်ရန်ညီရွယ်ထားသည့် campaign တစ်ခုဖြစ်ပြီးထိုစီမံကိန်းသည် ကရင်ပြည်ဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့ KNDF ဟုကျမ်းမာရေးဌာနနှင့်အိုဝမ်းဆေးရုံတို့ဓာတ်ရိုက်ထောက်ပံ့မှုများပြုလုပ်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အော်တိုဘာလတလတာကမ်ပိန်းကာလအတွင်းရှေ့တန်းနှင့်နောက်တန်းဆေးရုံများအတွက်၃လစာဆေးဝါးနှင့်ကျန်းမာရေးအသုံးစရိတ်အတွက်အမေရိကန်ဒေါ်လာ9000ရရှိရန်ရည်မှန်းထားတယ်လို့သိရပါတယ်။ထိုကမ်ပိန်းကို We Support Heroes O1 Medical Team နှင့် KNDF ဗဟုကျန်းမာရေးဌာနတို့ကဦးဆောင်ဆောင်ရွက်မှာဖြစ်ပြီး မြို့သားညီညွတ်ရေးအစိုးရ၏ရမုံငွေဌာန CRPHOFB Fundraising Programming ရမုံငွေရှာဖွေသူများနှင့်ပြည်တွင်းပြည်ပတော်လှန်ရေးထောက်ခံသူများကဝိုင်းဝန်းပံ့ပိုးကူညီမှဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာဆလဘီ Justice for Myanmar သည်2025ခုနှစ် Right Livelihood Award ဆုရှင်အဖြစ်ရွေးချယ်ခံရတဲ့သတင်းကိုတင်ပြပေးပါမယ် Justice for Myanmar အဖွဲ့သည် 2025ခုနှစ်အတွက် Right Livelihood Award ဆုရှင်အဖြစ်ရွေးချယ်ခံခဲ့ရပြီးထိုဆုသည်ကမ္ဘာတဝန်းရှိငြိမ်းချမ်းရေးတရားမျှတမှုနှင့်ရေရှည်တည်တံ့မှုအတွက်ကြိုးပမ်းဆောင်ရွက်သူများကိုအတိမတ်ပြုပေးအပ်သည့်ဂုဏ်သိက္ခာရှိဆုတစ်ခုဖြစ်ကြောင်း GFM မှအော်တိုဘာလ1ရက်နေ့မှအတည်ပြုထုတ်ပြန်ပါသည် Justice for Myanmar သည်2021ခုနှစ်ဖေဖော်ဝါရီလတွင်မြန်မာစစ်တပ်၏တရားမဝင်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေသည့် မြန်မာပြည်သူများ၏ရဲစွမ်းတက်သည့်အတွက်ဂုံပြုသည့်အနေဖြင့်ထိုစုကိုလက်ခံရယူမှာဖြစ်တယ်လို့ဖော်ပြပါတယ်ထိုစုသည်မြန်မာပြည်သူများ၏ Federal Democracy ငြိမ်းချမ်းရေးနှင့်တရားမျှတမှုအတွက်ရုန်းကန်ကြိုးပမ်းမှုများကိုကဘာကြီးကအတိမတ်ပြုကြောင်းထင်ရှားစေသည့်အရေးပါသော သတိပေးချက်တစ်ရက်လည်းဖြစ်တယ်လို့သိရပါတယ်စစ်အုပ်စုအားဗန္နာငွေလက်နက်နှင့်စွမ်းဆောင်ရည်များထောက်ပံ့ပေးနေသည့်နိုင်ငံတကာအစိုးရများကော်ပိုရေးရှင်းများနှင့်မြန်မာခရိုနီများကြောင့် ကြမ်းဖက်မှုများဆက်လက်ဖြစ်ပေါ်တယ်လို့ထောက်ပြထားပါတယ်။ထို့အပြင်ဆေးအုပ်စုသည်2025ခုနှစ်ဒီဇင်ဘာလတွင်အတူယောင်ရွေးကောက်ပွဲတစ်ခုကျင်းပရန်ပြင်ဆင်နေပြီးခုခံတော်လှန်မှုများကိုဖြိုခွင်းရန်အရက်သားများအပေါ်အကြမ်းဖက်မှုများတိုးမြင့်လှုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။မဲရနာမောင်ကလက်တွေ့အရေးယူဆောင်ရွက်တာတွေလှုပ်ဆောင်မှုကအခုအချိန်မှအရေးကြီးဆုံးပါပဲ။ကဘာတဝန်းကအစိုးရတွေအနေနဲ့ဆေးအုပ်စုရဲ့အတူယောင်ရွေးကောက်ပွဲကိုစတင်ကြဖို့ ြည်သူအပေါ်ကျူးလွန်တဲ့စေအုပ်စုရဲ့အကြမ်းဖက်ဆစ်စင်ရေးကိုတက်ဆိုးရှည်စေတဲ့စစ်လက်နက်စက္ကရိယာနဲ့လေရင်စီစည်းဝင်မှုလမ်းကြောင်းတွေကိုရပ်တန့်ရေးပြစ်မှတ်ထားတံခတ်ပိတ်ဆို့မှုတွေကိုနှိမ့်နှိုင်းချမှတ်ကြဖို့တောင်းဆိုပါတယ်။ကုမ္ပဏီတွေယင်းဤမြုပ်နှံသူတွေအနေနဲ့စေအုပ်စုရဲ့ဗန်နံငွေစစ်လက်နက်စက်ပစ္စည်းကရိယာနဲ့လေရင်စီရရှိမှုတွေကိုဖျက်တောက်ဖို့မဖြစ်မနေဆောင်ရွက်ရမှာဖြစ်တယ်လို့တောင်းဆိုထားပါတယ်။ ယခုနှစ် Rive Livelihood Awards ရှင်များတွင်ဆူဒန်နိုင်ငံမှ Emergency Response Rooms Pacific Island Student Fighting Climate Change Guam Julian Aguro နဲ့ Taiwan မှ Audrey Tang တို့ပါဝင်ပြီး1980ခုနှစ်မှစတင်ပေးအပ်လာခဲ့သည့်ထိုဆုသည်ယခုအချိန်ထိနိုင်ငံ80နိုင်ငံမှလူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း203ဦးကိုချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး အခြေခံလျက်စစ်နှင့်အဲကွန်ရေကဲတစ်တာပြုပြင်တင်နန်းအတွက်တင်နန်းသားများကိုပြည်သူပန်းနိုင်ခေါ်ယူတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူပန်းနိုင် ပေါင်းစည်းလန်းအတံမွေးတင်နန်းမှ CDM စစ်သားရဲသားနှင့်အရက်ဖက်ဝန်ထမ်းများနိုင်ငံရေးတက်ကြွအလှူရှားသူများနှင့်ကိုလက်အင်ကထိခိုက်ခဲ့သောတော်လိုင်းရဲဘော်ဟောင်းများအတွက်အခြေခံလျက်စစ်နှင့်အဲကွန်ရေကဲတစ်တာပြုပြင်တင်နန်းကိုထိုင်းမြန်မာနယ်စပ်တွင်ဖွင့်လှစ်တင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ ဇောဘာတင်နန်းတွင်တင်နန်းသားပြမ်းမြ၁၀ဦးလက်ခံ၍တရက်မှာ၄နာရီတပတ်မှာ၅ရက်နှင့် ရက်တစ်ပတ်၆ပတ်ကြာဖွင့်လှစ်တင် जा ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်အခြေခံပိုင်းတိုင်းကျွမ်းကျင်မှုရရှိစေရန်စာရွေးနှင့်လက်တွေ့ပေါင်းဆက်ဆွေးနွေးပို့ချသွားမှာဖြစ်ပြီးအခြေခံလျှက်စစ်ဘာသာရက်အေကွန်ရေကဲတတအခြေခံသဘောတရားနှင့်စစ်ဆေးပြုပြင်ခြင်းတို့ကိုတင် जा ပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ပေါင်းစည်းလမ်းအတံမွေးတင်နန်းတို့တက်ရောက်လိုသူများအနေဖြင့် အခြေခံသတ်မှတ်ချက်နဲ့အညီအမေရိကန်စိတ်ဝင်စားပါကတင်တန်းအတွက်အချိန်ပေးနိုင်ပြီးယခုအလုတ်ကင်ဖြင့်ဆက်လက်အသက်မွေးဝမ်းကြောင်းပြုမယ်လို့ရည်ရွယ်ထားသူများသာရှောက်ထားပေးပါရန်မြစ်တာရက်ခံတိုက်တွန်းထားပါတယ်။တင်တန်းတက်ရောက်လူပါက2025ခုနှစ်အောက်တိုဘာလ5ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီနောက်ဆုံးထားကရှောက်ထားနိုင်တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးသတင်းအနေဖြင့် ထီးချိုင်းမြို့နယ်မှာအမျိုးသမီးနဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတင်နန်းများပြန်လည်စတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒေသကြီးထီးချိုင်းမြို့နယ်တွင် အမျိုးသမီးကလေးသူငယ်ခွင့်ရေးဆိုင်ရာအသိပညာပေးတင်နန်း WCP ကိုစတင်မာလာထဲမှာပြန်လည်စတင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါရသည်။ထို့သောတင်နန်းများပို့ချနိုင်ဖို့အတွက်လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့မြေပြင်ရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ် နီးပြအတင်းတန်းများပို့ချခဲ့ပြီးယခုလိုနောက်ဆက်တွဲဆင်ပွားတင်တန်းတွေကိုပြုလုပ်နိုင်တာပဲဖြစ်တယ်လို့သိရပါတယ်။ထီးခြားမြို့နယ်အတွင်းမှာပြုလုပ်တဲ့တင်တန်းတွင်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့မြို့သမီးလူ့အခွင့်အရေးတာဝန်ခံတဦးကဥဆောင်ပြီးတင် जा ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အဆိုပါတင်တန်းတွင်ကလေးသူငယ်အခွင့်အရေးသဘောတရားနဲ့အခြေခံမူကလေးခွင့်ရေးစာချုပ် CRC Sixth Grade Violations စစ်ပွဲအတွင်းကလေးသူငယ်တွေကိုထိခိုက်စေတဲ့ပြစ်မှု၆မျိုး ၊ဒိန်အခြေပြုအကြမ်းဖက်မှုများ Gender Based Violence မျိုးသမီးများအပေါ်ခွဲခြားမှုပပျောက်ရေး CEDAW စာချုပ်အကြောင်းစစ်ပွဲအတွင်းမှာကလင်းငယ်တွေကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့လူ့အခွင့်အရေးအခြေခံသဘောတရားတွေကိုတင်ကြားပို့ချခဲ့တယ်လို့ဖော်ပြထားပါတယ်။တင်နန်းသူအများစုသည်စေတနာဝန်ထမ်း၊ပညာရေးဝန်ထမ်းတွေဖြစ်လို့ကလေးသူငယ်အခွင့်အရေးတွေကိုပိုသိသွားတဲ့အခါတင် जा ရေးအတွက်ပိုအထောက်အကူပြုလာပါတယ်လို့တင်နန်းသူတို့ကလည်းမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင်လူအခွင့်အရေးတာဝန်ခံစုစုပေါင်း102ဦးရှိပြီးမြို့သမီလူအခွင့်အရေးတာဝန်ခံ25ဦးခန့်အပ်တာဝန်ပေးထားတယ်လို့သတင်းရရှိပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Video NUG သတင်းတော့ Carshell နဲ့ Bredepuro ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ ြည်တွင်သတင်းတွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ကျန်းမာရေးအသိပညာကဏ္ဍမှာအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကထုတ်ဝေထားတဲ့ BNDA နဲ့ကြုံတွေ့ရပါကစိတ်ပန်းဆိုင်ရာရင်ဆိုင်ဖြေရှင်းခြင်း Coping with Disaster အကြောင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ဘေးအနေနဲ့ကြုံတွေ့ရပါကစိတ်ပိုင်းဆိုင်ရာရင်ဆိုင်ဖြေရှင်းခြင်း coping with disaster ဘေးရည်ရတခုခုနဲ့ကြုံတွေ့နေစဉ်အချိန်နဲ့ရင်ဆိုင်ပြီးချိန်မှာစိတ်ဖိစီးခြင်း၊စိုးရိမ်ကြောက်လန့်ခြင်း၊ဝမ်းနဲ့ထိတ်လန့်ခြင်းနဲ့ပူပန်သောကရုကိုခံစားရတတ်တာဓမ္မတာဖြစ်ပါတယ်။လူတဦးချင်းစီရဲ့တုံ့ပြန်မှုဟာလည်းကွဲပြားခြားနားမှာဖြစ်ပြီးသင်ရဲ့ခံစားချက်တွေဟာလည်းအရေးပေါ်ကာလအတွင်းမှာပြောင်းလဲနေနိုင်ပါတယ်။သင်မလိုမျိုးခံစားရတာကိုတတိပြုပြီးလက်ခံပါ။ အရေးပေါ်အချိန်အတွင်းမှာတင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးခန်းစားချက်ကိုဂရုတစိုက်ရှိခြင်းဟာတင့်ကိုရှင်းရှင်းလင်းလင်းစဉ်းစားနိုင်စေဖို့အကူအညီပေးနိုင်ပြီးတင့်ကိုယ်တိုင်နဲ့တင့်ရဲ့မိသားစုကိုအရေးပေါ်အခြေအနေအတွင်းမှာအကာအကွယ်ဖြစ်စေဖို့အရေးတကြီးလိုအပ်ချက်တွေကိုတုံ့ပြန်ဆောင်ရွက်နိုင်စေဖို့လည်းအကူအညီဖြစ်စေပါတယ်အရေးပေါ်ကာလအတွင်းမိမိကိုယ်ကိုဂရုစိုက်ခြင်းဟာရေရှိမှခံစားရတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုကုစားရမှာအကူအညီဖြစ်စေပါတယ်။စိတ်ပင်ပန်းဆင်းရဲခြင်း၊စိတ်တော့ကဖြစ်ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာများ Common signs of distress အခုဖော်ပြမယ့်အဖြစ်များတဲ့လက္ခဏာတွေကိုသတိထားစောင့်ကြည့်ပါခြေပြားလက်ပြားအေးခြင်းအပါအဝင်သွေးလက်နဲ့လက္ခဏာတွေခံစားရခြင်းခံစားမှုမသိရှိပဲထုံခြင်းမယုံနိုင်ဖြစ်ခြင်းစွမ်းဆောင်နိုင်မှုတက်ကြွမှုတွေအပြောင်းလဲဖြစ်ခြင်းအာယုံဆူးဆိုင်နိုင်ရန်ခက်ခဲခြင်းအစားအသောက်ပုံစံပြောင်းလဲခြင်းအိပ်ဆက်ခြင်းဆိုင်ရာပြဿနာများအိမ်မက်ဆိုးများမတ်ခြင်းစိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွေးတွေပုံရိပ်တွေတွေးခြင်းမြင်ယောင်ခြင်းစိုးရိမ်ထိတ်လန့်တဲ့ကြောက်ရွံ့တုန်လှုပ်တဲ့ခံစားချက်တွေခံစားရခြင်း ခေါင်းကိုက်ခြင်းခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းအစာအိမ်နဲ့ဥလန်းချောင်းပြဿနာတွေလက္ခဏာတွေအရေးပြားမှာအနီဆက်အနီကွက်တွေဖြစ်ပေါ်ခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများနာရရှည်ယောဂလက္ခဏာတွေပုံမှုဆိုးဝါးလာနိုင်ခြင်းအရက်စစ်လိတ်ဆေးရွက်ကြီးနဲ့တခြားမူရဲ့ဆေးဝါးတွေသုံးဆွဲမှုပုံစံတွေအပြောင်းအလဲဖြစ်ခြင်းစိတ်ဆိုးဒေါသထွက်ခြင်းစိတ်ဆက်ခြင်းစိတ်တူလွဲခြင်း အဲ့လိုမျိုးခန်းစားချက်တွေဒါမှမဟုတ်အပြုတ်မှုတွေရက်အတော်ကြာဆက်တိုက်ခန်းစားကြုံတွေ့နေရပြီးပုံမှန်လုပ်နေကြဖြစ်တဲ့အလုပ်တာဝန်တွေကိုလုံဆောင်နိုင်ခြင်းမရှိဘူးဆိုရင်ကျွမ်းကျင်သူတွေထံမှာအကူအညီရယူပါဘေးရည်ရည်နဲ့ကြုံတွေ့ရပါကစိတ်ပိုင်းဆိုင်ရာရင်ဆိုင်ဖြည့်ရှင်းမှုအခုဖော်ပြမယ့်အဆင့်တွေကိုလှုံဆောင်ပါတရင်အချက်လက်တွေကိုမျက်ခြေမပြတ်ပါစေနဲ့တင်တရင်အချက်လက်တွေကိုမရရှိနေဘူးလို့ခန်းစားနေရပါကတင့်ရဲ့စိတ်ဖြစ်စေမှုပိုများလာခြင်းဒါမှမဟုတ်ပိုပြီးစိုးရိမ်ပူပန်မှုတွေခန်းစားလာရနိုင်ပါတယ် သတင်းချက်လက်အစ်စ်တွေအတွက်ခိုင်မာယုံကြည်ရတဲ့တရားဝင်သတင်းဌာနတွေကသတင်းတွေကိုကြည်ပါနားထောင်ပါဖတ်ရှုပါဘေးရနေအကျက်တဲကာလအတွင်းမှာကောလာဟာလသတင်းအမှားတွေရှိနေနိုင်တာကိုသတိပြုပါယုံကြည်စိတ်ချရတဲ့သတင်းအချက်လက်ရင်းမြစ်တွေကိုအားထားပါမိမိခန္ဓာကိုယ်ကိုခရုစိုက်ပါအာဟာရအပြည့်စုံညီညီမျှမျှပါဝင်တဲ့အစားအစာတွေကိုစားတောက်ပါအားကစားလေ့ကျင့်ခန်းပုံမှန်လုပ်ပါအေးရေဝဝအိပ်ပါအရက်စစ်လိတ်ကိုးရာဆေးရွက်ကြီးနဲ့တခြားမူရစေဝါတွေကိုရှောင်ကြဉ်ပါ စိတ်ကျမ်းမာရေးအတွက်ကျမ်းမာရေးဒုက္ခဆိုင်ရာနီးနာတွေကိုပို့မိုလေ့လာပါအနားယူပါဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့ခံစားချက်တွေဟာဖြည်းဖြည်းချင်းပျောက်ကွယ်သွားမှဖြစ်တာကိုမိမိကိုယ်ကိုသတိပေးဖို့စိတ်ဖြေလျှော့ဖို့အချိန်ယူပါ သတင်းတွေကိုကြည်တာဖတ်တာနားထောင်တာတွေကနေအနားယူပါထက်ခါထက်ခါဘေးရနေတဲ့အကြောင်းတွေနားထောင်နေရခြင်းနဲ့သတင်းတပ်ပုံတွေကိုမြင်တွေ့နေရခြင်းဟာစိတ်ရှုပ်ထွေးစရာဖြစ်နိုင်ပါတယ်။တင့်ပုံမှန်ဘဝကိုပြန်ရဖို့တင့်ကျေနဲ့နှက်တဲ့အရာတွေကိုရှာဖွေလှုပ်ဆောင်မှုစူးစမ်းပါ။ အဲ့လိုလှုပ်ဆောင်နေမှုတွေကနေအနာယူချိန်တွေကြားမှာသတင်းအချက်အလက်တွေကိုရှာဖွေပါအခြားသူများနဲ့ဆက်သွယ်ပါတဲ့ရဲ့စိုးရင်ကြောက်ကြပူပန်မှုတွေသင်ခန်းစားနေရတာတွေကိုတငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တအူးနဲ့မျှဝေပြောဆိုပါကောင်းမွန်ကျမ်းမာတဲ့ဆက်ဆံရေးတွေကိုထိန်းသိမ်းထားပြီးခိုင်မာတဲ့အကူအညီပံ့ပိုးမှုတွေကိုတည်ဆောက်ပါလိုအပ်ပါကအကူအညီရယူပါစိတ်တော့ကဖြစ်နေတာကြောင့်ရပ်ပေါင်းများစွာဒါမှမဟုတ်ရက်တက်တဲ့ဘက်ပေါင်းများစွာကြောင့်တင့်ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုထိခိုက်နေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးသူဒါမှမဟုတ်ဆရာဝန်ကျမ်းမာရေးဝန်ထမ်းကိုဆက်သွယ်စကားပြောပါစိတ်တက်ကြခြင်းသို့မဟုတ်မိမိကိုယ်ကိုအဆုံးစီရင်ရန်အတွေးများခံစားနေရခြင်းတဘာဝဘေးရဲ့နေရာတစ်ခုကိုကြုံတွေ့ပြီးနောက်ပိုင်းမှာဝမ်းနေခြင်းစိတ်ဆိုးဒေါသထွက်ခြင်းအပြစ်ရှိသလိုခံစားရခြင်းတွေကိုခံစားရတာဟာပုံမှန်ဖြစ်ပါတယ်သင်အကြီးကျယ်အမြောက်များဆုံးရှုံးလိုက်ရနိုင်ပါတယ်ဘေးဒုက္ခအကျက်တဲကာလအတွင်းစိတ်ဖိစီးမှုအလွန်မြင့်မားတဲ့အခြေအနေတွေဟာ ပြဿနာအခက်အခဲတွေကိုပုံမှန်ဖြေရှင်းနိုင်မှုကိုအကန့်အသတ်ဖြစ်စေပြီးတင့်ရဲ့ပြဿနာကိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေဟာလည်းပြောင်းလဲနေနိုင်ပါတယ်။မိသားစုတငယ်ချင်းတွေနဲ့အဆက်ဆံမပြတ်ရှိနေပါ။အကူအညီအချိတ်ဆက်တွေကိုရှာဖွေပါ။နေသိမ့်ဆွေးနွေးပညာပေးသူတွေနဲ့စကားပြောပါ။တခြားသူတွေနဲ့အတူပါဝင်ပတ်သက်နေခြင်းဟာအကူအညီဖြစ်နိုင်ပါတယ်။တင့်ဒါမှမဟုတ်တင့်တီကျွမ်းသူတအူအပီးတိုင်အရှုံးပေးလို့ခြင်းဒါမှမဟုတ်မိမိကိုယ်ကိုအဆုံးစီရင်ရန်အတွေးတွေရှိနေခြင်းကိုခံစားနေရပါကအကူအညီရယူပါ။ ကလေးများနှင့်လူငယ်များအားဘေးရန်ရရင်ဆိုင်ဖြည့်ရှင်းနိုင်ရန်အကူအညီပေးခြင်းကလေးနဲ့လူငယ်တွေမှာအရေးပေါ်အခြေအနေကာလအတွင်းနဲ့ဖြစ်ပြီးအချိန်မှာခက်ခဲတဲ့အချိန်တခုရှိနေနိုင်ပါတယ်။လူငယ်တချို့ဟာချက်ချင်းတုံ့ပြန်မှုပြနိုင်ပြီးတခြားသူတွေမှာတော့အချိန်ကာလတခုကြာပြီးတဲ့နောက်မှသာအခက်ခဲဖြစ်နေတဲ့လက္ခဏာတွေပြသနိုင်ပါတယ်။သင်ရဲ့ကလေးနဲ့ဘေးရန်ရအကြောင်းပြောဖို့အချိန်ယူပါ။အဲ့ဒီဖြစ်စဉ်ဖြစ်ရက်နဲ့ပတ်သက်တဲ့ဆိုရှယ်မီဒီယာတွေအပါအဝင်သတင်းမီဒီယာတွေနဲ့ထိတွေ့နိုင်မှုကိုကန့်သက်ထိန်းချုပ်ပါ။ ကျမ်းမာတဲ့နေစဉ်ပုံမှန်ဘဝကိုတတ်နိုင်သမျှမြန်မြန်ပြန်လဲရောက်ရှိအောင်စ조사ထိန်သိမ်းပါကလေးတွေဟာဘေးဒုက္ခအကျက်တဲကာလအတွင်းမှာသူတို့ဘယ်လိုမျိုးခံစားနေရတယ်ဆိုတာကိုပြောနိုင်မှာမဟုတ်ပါဘူးဖြစ်ပျက်နေတဲ့အခြေအနေကိုရှင်းပြပါသူတို့မေးလာတဲ့မိကုန်းတွေကိုပြန်လဲဖြေဆိုပါသူတို့ကိုချစ်ကြောင်ခရုစိုက်ကြောင်နှစ်သိမ့်အားပေးပါကလေးတွေဟာသူတို့စိတ်ဖိစီးမှုခံစားနေရတာကိုပြောပြဖို့ဖြစ်နိုင်ချေနေပါပါတယ်ဒါပေမဲ့သူတို့ရဲ့အပြုတ်မှုတွေကနေတဆင့်လက္ခဏာတွေကိုပြသနိုင်ပါတယ်မွေးကင်းစနဲ့ငယ်ရွယ်တဲ့ကလေးတွေဟာပုံမှန်ထပ်ပို့ပြီးငိုကြွေးနေတာ အချိအပွေကိုပုံမှုလိုချင်နေတာမိဘစောက်ရှောက်သူတွေနဲ့ခွဲခွာပြီးနေရမှာကိုကြောက်နေတာတွေဖြစ်နေနိုင်ပါတယ်ဆက်ကြောသက်တည်တဲ့လူငယ်လူရွယ်တွေကတော့သူတို့စိတ်နှောက်ယှက်ဖြစ်နေတာကိုညှင်းဆန်ကောင်းညှင်းဆန်နိုင်ပြီးပို့ပြီးအနေရများတဲ့အရာတွေကိုလည်းလှုပ်ကောင်းလှုပ်နေနိုင်ပါတယ်အခုပြောပြမယ့်အချက်တွေဟာကလေးတွေဘေးရနေကိုရင်ဆိုင်ကြော်ဖြတ်ရမှာကုညီပံ့ပိုးပေးနိုင်မှုနည်းလမ်းတချို့ဖြစ်ပါတယ်။စံနမူနာကောင်းတစ်ခုချမှတ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ကျမကြီးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုကျင့်သုံးခြင်းအပြင်မိဘအုပ်ထိန်းသူတွေအနေနဲ့မိမိကိုယ်ကိုခရူဆိုင်ပြပါကလေးတွေကိုမိခိုးနေမေးဖို့အားပေးပါကလေးရဲ့မျက်စိနဲ့တံတန်းနဲ့ဖြစ်အောင်နေပြီးသူတို့နားလည်နိုင်တဲ့စကားလုံးတွေအသုံးပြုပြီးတည်ငြိမ်အေးစေးနူးညံ့တဲ့အတန်နဲ့စကားပြောပါကလေးတွေနဲ့ပြောဆိုချိတ်ဆက်မှုအချိတ်ဆက်ကောင်းကောင်းတည်ဆောက်ထားပြီးသူတို့ကိုချစ်မြတ်နိုးကြောင်းပြသပါကလေးတွေသူတို့ရဲ့အကြောင်းမှာဒါမှမဟုတ်ဆိုရှယ်မီဒီယာတွေကနေတဆင့်တိလာကြားလာတဲ့ကောလာဟာလာသတင်းတွေကိုနားထောင်ပြီး မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပြန်လည်ရှင်းပြ ပြောဆိုပေးပါသူတို့စိတ်ကတိကအောင်ဖြစ်ခြင်းဟာပုံမှန်ဖြစ်ကြောင်းပြောပြပါသူတို့ရဲ့အပြစ်မဟုတ်ကြောင်းကိုလည်းရှင်းလင်းစွာသိရှိနားလည်ပါစေကျမ်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရဗီဒီယိုအန်ယူဂျီတော်ရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့တော်လန်ဤတီဗီတာအစီအစဉ်မှာပြေသိမ်းမောင်ရေးသားထားပြီး တန့်ဝေကျော်တည်ဆူထားတဲ့အညာဖက်ဒရယ်အောင်ရမည်ဆိုတဲ့တော်လန်ဟီပီတချင်းကဆင်ရမှာဖြစ်ပါရဲ့ခင်ဗျာ။ ညနေပဲ Radio NUG ရဲ့အစည်းအဝေးတွေကိုခਿੱတရရနိုင်ပါမယ်။မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့။မြန်မာနိုင်ငံသူနိုင်ငံသားများကိုယ်စိတ်နှပြကျန်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်တွေရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာအ미သားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအားပေးကြရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်